အလုံးမဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့အပြည့်လဲကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 13နန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလံကလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါရစီဒါကြောင့်ပရိသတ်လေးတို့က Fabian Lee ခံပြီးတော့မှဆလံလေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးကြပါအောင်နော် Hi hello ကျမနာမည်ကတော့ Ruby ဖြစ်ပါတယ် ကျမလို့ပဲပြိုက်တက်လေးတို့ကိုလည်းဆိုရှယ်မီဒီယာကိုအရန်သုံးနေဆိုပြီးတော့မိဘတွေကစုပိုးတဲ့အခြေအနေရှိမှာပေါ့ကျမလို့ပြည်တနာမျိုးဘယ်သူရေရှိနေလဲဆိုတာကပြိုက်တက်လေးတို့ကောမန့်မှာမှတ်ပေးခဲ့ရင်တော့ကျမသိနိုင်မှာပေါ့နောက်ဆုံးမှာတော့ကျမရဲ့အားလိုက်ရဲ့ကိုရောက်လာပါပြီနွေရာသီတစ်ခုလုံးအခန်းထဲမှာပဲအောင်းနေပြီးတော့ဖုန်းကနေပြီးတော့ဆဖီရီကိုတင်မယ် follower စီကနေပြီးတော့ post တွေကိုတင်ပြီးကျမအချင်းကိုဆုံးဖို့စဉ်းစားထားပါတယ်ကျမ channel မှာ follower တွေအများကြီးလှည့်ရှိရလေ ကျမတပ်ပုံလေးတွေကအရှမ်းသာတော့အသေးလေးတွေအများကြီးလေးလာပေးကြတာပေါ့မမင်းနဲ့ဖဖေကတော့ကျမရဲ့ follower တွေကကျမရဲ့တငယ်ချင်းတွေကိုအစားထုတ်လို့မရနိုင်ဘူးလို့ပြောနေပါဗျ။မမေတို့ကလည်းတမီးရဲ့ဖုန်းကတမီးတတော်အချစ်ဆုံးတငယ်ချင်းပဲလေ။မဟုတ်ဘူး Ruby တမီးလေးကအပြင်ကိုထွက်ပြီးတော့လူရင်းနဲ့စကားပြောတဲ့နေနော်။ဟာထွက်ပြီးတော့လုပ်ပြန်ပြီ။ဖဖေကသူတို့နဲ့အတူတူ Sunny Valley Camp ကိုသွားဖို့အတွက်ကျမကိုအတင်းခေါ်နေပါဗျ။တောက်တက်မယ်မြားပြစ်မယ် ီးတော့စပိန်တွေကိုလည်းစီးကြမယ်လေတမီလေးရဲ့ကျမကတော့ကိုပါတာကိုအေးအေးဆေးဆေးနေချင်တာဖြစ်ပါတယ်ပြီးတော့ဖေဖေကအရှုပ်တရအကြံတစ်ခုရသွားတယ်ဟုတ်ပါတယ်သူကကျမကိုကမ်တစ်ခုကိုပို့ဖို့အတွက် အကြံရသွားတာဖြစ်ပါတယ်မသွားချင်ဘူးလို့အတင်းချင်းဆက်ပြီးတော့သူ့ကိုဖြောင်းဖြားပေးမယ်လေအသုံးမွင့်ပါဦးနောက်ဆုံးတော့ဒီလိုနဲ့ကျမလည်းကျမရဲ့လွတ်လပ်တဲ့နေရာတီကိုနှုတ်ဆက်လိုက်ရပါတယ်ကမ်ကိုရောက်တော့ဖေပဝင်ချေကိုလိုက်ကြည့်လိုက်ပြီးတော့တသားအိမ်လေးနဲ့အိမ်ကိုတွေ့ပါတယ်ပြီးတော့ဖေနာမှာရေကန်ချက်ကြီးနဲ့ Wi-Fi လည်းမရှိဘူး ဘလူရောင်ဆိုးလိုက်တဲ့ကန့်လည်းနော်အနည်းဆုံးတော့အဲ့မှာရှိတဲ့ကောင်လေးတွေကချစ်ဖို့ကောင်းနေပါသေးတယ်အဲ့ဒီအချိန်မှမှအကျိုက်ဆုံးကောင်လေး၃ယောက်ကိုကျွန်မတွေ့လိုက်ပါတယ်ချက်ကန်ကတော့ချမ်းသာပြီးတော့ယူရိုပီယန်အရစ်စတိုကရက်တယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်မမင်းကလေးကအတူကိုသဘောကျကြတာပျက်စမ်းတော့ဦးလေသောမတ်စ်ကတော့ကယ်လီဖိုးနီးယားကအောက်ကစားသမားကောင်တယောက်ဖြစ်ပါတယ်ခိုင်ကတော့တိတ်ဆိတ်ပြီးတော့ကျွန်မဆိုရင်အထက်မြတ်ဆုံးကောင်လေးတယောက်လို့ကျွန်မသတင်းတွေတော့ကြားပါတယ် ဒီလိုနဲ့ကျမရဲ့အတန်းပေါ်အိမ်မက်ဆိုးတယောက်ဖြစ်တဲ့လီလီနဲ့ဆုံခဲ့ပါတယ်။လီလီက9မိနစ်တောင်မှမကြည့်ပဲမနေနိုင်တဲ့မောက်မာတဲ့ကောင်မလေးလေ။သူ့ကိုယ်သူခက်မှာအလှဆုံးကောင်မလေးတယောက်လို့ထင်နေတာ။ကျန်တဲ့သူတွေကတော့အရှိတ်တသားပဲပေါ့။ပြီးတော့သူကဘာလို့လဲသိလား။အင်ဂျီချိန်မှာသူ့ရဲ့အင်ဂျီကိုပဲလန်းထားလိုက်ပါတယ်။ငါအင်ဂျီတွေကစေးကြည့်တော့ဒီမှာပဲထားမှရလိမ့်မယ်။နင်ကတော့အဲ့ရအောက်ထက်ဖြစ်ဖြစ်စိုက်တဲ့နေရာမှာထားလိုက်ပေါ့။မဖြစ်နိုင်တာ။ကမ်တခုလုံးမှာကအခွင့်ဆိုတာတယောက်ပဲရှိရမယ်။ ကျမလည်းမတုံမဆိုင်မဲနဲ့သူ့အင်ဂျီရီကိုကျမ်းပြစ်ကိုလှုပ်ပြလိုက်ပါတယ်။လီလီကသူ့ဘလိုလူမျိုးနဲ့လာပြီးတော့ရှုံနေလဲဆိုတာသူ့ကိုသူမသိဘူးပဲ။သူ့အကြီးကအရန်ကိုဒေါသထွက်ပြီးတော့စိတ်တူသွားပါတယ်။ဟမ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နင်နောက်နောက်ရစေရမယ်။ကျမစပွဲပေါ်တင်ထားတဲ့မိသားစုတပ်ပုံလေးကိုရှူပြီးတော့သူကကျမ်းပြစ်ပေါ်ပြစ်လိုက်ပါတယ်။ဘာလို့လိုက်တာလဲ။ခွေးနဲ့ကြောင်လိုမျိုးကိုက်တော့မဲ့အချိန်မှာနိလင်စားစားချင်းရောက်သွားတာကြောင့်ကျမလည်းရှက်လိုက်ပါတယ်။ဒီကိစ္စကဒီမှာမပြီးသေးဘူးနော်။ တကယ်ရှည်လျောင်းလို့နဲ့တနေ့တာပါပဲကျမညနေပိုင်းမှာသူနဲ့ရင်ဖြစ်ဖို့တော့အမရှိတော့ဘူးကမာနီကတော့တော်တော်ဆိုးတဲ့အကြောင်းမိဘတွေကိုစာပို့ပြီးတဲ့နောက်ကျမလည်းတိတ်ပျော်သွားခဲ့ပါတယ်ရုပ်တရက်အပြင်ဘက်မှာဆူညံတဲ့တခုကြောင့်ပြန်ပြီးနိုးလာခဲ့ရယ်အဲ့တော့ဘာကြီးလဲတွေးတော့ထမတက်ပဲဟာဘသူအမြငါ့ကိုလာပြီးတော့အေးပြအောင်လုပ်နေရလဲညကွင်းနေတော့ညိုတော့မယ်ဆေးဆိုပြီးဘရေမော့ကနေလန့်ကြည့်လိုက်တော့ယူစီရကောင်းတဲ့အရာကိုမြင်လိုက်ရတယ်ဝဝကြီးတကောင်ကအခန်းပြအပြင်ဘက်မှာလမ်းလျှောက်နေပါတယ် ကျမလည်းအရှမ်းလက်သွားပြီးတော့လီလီကိုနှုတ်လိုက်ပါရယ်။ဘာလဲဟာ။ဟိုမှာကြည့်အောင်။သူလည်း brain box ကိုလည်းကြည့်လိုက်တော့ဝက်ဝက်ကြီးကရှေ့ကစီကိုရှောက်သွားတာကိုကျမတို့တယောက်စလုံးမျက်လုံးနဲ့မြင်လိုက်ရပါရယ်။လီလီသာအထောက်မမြင်လိုက်ဘူးဆိုရင်ကျမကအိမ်မက်သူပဲထင်နေမှာ။တယောက်စလုံးဘာလို့မှမသိပဲနဲ့မနေ့ကျတော့ခင်မရဲ့တာဝန်ရှိသူကိုတီးကြောင်ပြဖို့အတွက်ဆွဖြတ်လိုက်ပါရယ်။သူတို့ကကျမတို့ပြောတော့ကိုမြို့ကြီးမှာဆွေးရင်ပါရယ်။ ဒါပေမဲ့တာဝန်ရှိသူ Nancy ကတော့အလုံးရဲ့အခန်းတကားတွေကိုလိုက်ခောက်ပြီးတော့ဒီကိစ္စကိုဘယ်သူစတာလဲဆိုပြီးစစ်ဆေးမေးမြန်းနေပါတယ်။တရားရုံးကမနေ့ကညကဖုန်းကဝန်ဆောင်ကိုခေါ်သွားပြီးတော့ရှေ့ကနေမှပြစ်ထောက်ခဲ့တယ်လို့ပြောပါတယ်။ဒါဆိုရင်ကျမတို့မြင်လိုက်တာကဖုန်းကအစ်မဟုတ်ဘူးပေါ့။အနေနဲ့မရှိတော့ဘူးဆိုတော့လည်းဝန်တာတော့ပေမဲ့တခုခုကတော့မတင်ကားစရာကောင်းနေပါတယ်။ဒါပေမဲ့လည်းအေးမကြည့်တော့ကျမလည်းအားလုံးကိုမေးထားလိုက်ပါတယ်။မင်းဆာဆာဘူးဒီလီကရှောက်လာတဲ့အချိန်မှာကျမနဲ့ဝေတာမိပြီးတော့ကျမရဲ့ရှားရှရာတွေအားလုံးမှောက်ချသွားတယ်။အော် စတိုရီပါနော်ခြောက်ကမတော်တဆဖြစ်သွားတာပါ အာမနေ့ကညကအေးမောတော့ဒီလိုပဲဖြစ်သွားတာလေမနေ့စာရီကလည်းကုံသွားပြီးတော့ကျမမှစားစရာမရှိတော့တာကြောင့်ကျမဟိုနေ့ကပြောကြတဲ့ကောင်းလေးတယောက်ကကျမကိုအေးလာတော့ဖို့အတွက်သူတို့ဝိုင်းကိုခေါ်ခဲ့ပါတယ်တကယ်ဥစ်ဖို့ကောင်းလေးကြတာနော်အားလုံးကချစ်စရာကောင်းနေတော့ကျမဘသူကိုရွေးချယ်ရမလဲမသိတော့ဘူးလီလီကိုကြောက်ရချင်တာကြောင့်ကျမလည်းခြောက်ကနဲ့မနေ့စာစားဖို့အတွက်သဘောတူလိုက်ပါတယ်ငါမေးကိုဆောက်ရောက်ထဲကတတိထားမိနေတာမင်းကဒီမှာအလားဆုံးမေးကလေးပဲနော် တခြားမိကလေးတွေကြားသွားအောင်လို့အတန်ကြဲကြဲပြောလိုက်စမ်းပါပြည်ထနာအရင်းကြီးကတနေ့လို့အစ်မချန်ကန်တဲ့အချိန်ကိုဆုံးခဲ့ပါတယ်ကျမတို့တကယ်သဘောကျတယ်ခမ်းမြက်ပထမဆုံးပါတီဝက်ကိုသူနဲ့တူတူသွားချင်လားဆိုပြီးတော့ကျမကိုဖိတ်ကြတဲ့အချိန်မှာကျမလည်းလက်ခံလိုက်ပါတယ်နေ့လယ်ဆက်စားတဲ့အချိန်မှာတော့တခုဖြစ်ခဲ့သေးတယ်အရိကောင်လေးကအားလုံးမြင်နိုင်အောင်လို့စပွဲဘုတ်ကိုတက်ပြီးတော့ပြောလိုက်ပါတယ်သူကအမောင်ကြောက်တဲ့ယောဂရှိတာကြောင့်ညဘက်ဆိုရင်ဝဟုကိုဖတ်ပြီးတော့အိပ်ပါရတဲ့။အာလုံကသူစကားကိုရဲကြတော့ရှက်ပြီးတော့ထွက်သွားတယ်။ ။ချက်ကလည်းနည်းနည်းထိုးစက်မနေဘူးလားနော်။ညနေကျတော့လီလီကိုကြည့်ရတာမျက်နှာပြည့်နေပါရဲ့။တေချာပေါ့လေ။ကောင်းလေးတွေကကျမကိုသဘောကျနေကြတာဆိုတော့သူမနာလို့ဖြစ်နေလောက်မှာပေါ့။ဒါပေမဲ့အိညာကချက်အဲ့တော့အဆူညာတဲ့ကြောက်ထပ်ပြီးနိုးလာခဲ့ပြန်ပါရဲ့။ဒီတစ်ခါနိုးလာတာကတော့လီလီရဲ့အမဖြစ်ပါရဲ့။အိယာကချပြီးတော့အိညာကနေသူထွက်သွားတယ်။ထိုးစက်လိုက်တာနော်။ဘဘကိစ္စဒီလိုဆဆကနေအကိစ္စပြီးတော့လီလီကလည်းညပတ်ကြီးထွက်သွားတယ်။ဒီကမှာအပရိုက်ဖြစ်နေရများလဲ နောက်တနေ့ကျတော့ပါတီဘက်ကိုတက်ဖို့အတွက် dress လေးတစ်ခုကိုဝတ်လိုက်ပြီးတော့ကျမကစပယ်မော်ရယ်တယောက်လိုလာနေပါရယ်။ဂျာကန်ကကျမကိုလာချုပ်ပြီးတော့ပန်းစီလေးလေးလက်ဆောင်ပေးခဲ့တယ်လေ။ကိုကိုကနေသမီးလေးတယောက်လိုခံစားလိုက်ရရယ်။ဒါပေမဲ့ပထမပွဲကိုကပြီးတော့အချိန်မှရင်မဲသူကကျမကိုပြောလာတော့ကသူကျမကိုညှိကွေသွားပြီးရက်။ Sorry ပါနော်။ငါနေနဲ့ဆက်ပြီးတော့မတွေ့ချင်တော့ဘူး။ဟာ?အဟောဆရာပဲ။အဲ့ညကတညလုံးဘာဖြစ်လို့သူအဲ့ဒီလိုလှုပ်သွားရလဲဆိုတော့ကိုပဲစစနေမိပါရယ်။ ။ချက်ပေမဲ့သူကျမကိုလုံးဝထပ်ပြီးတော့စိတ်ဝင်စားတော့ပါဘူး။ဘာဖြစ်ဖြစ်လဲကျမအိပ်ရပြန်ပြီးတော့ပဲအိပ်လိုက်တော့မယ်။ရှယ်တီရဲ့ကျမရှိမှသောမတ်ကရလိုက်ပါရ။သူကြည့်ရတာစိတ်လှရှားနေရဲ့ထင်တယ်။ကာမင်းကိုသဘောကျတဲ့ရူဘီမင်းကိုအမှန်တိုင်းပြောစရာလည်းရှိရယ်။သူကဖုန်းဖွင့်လိုက်ပြီးတော့ True Order Application ကို ကျမကိုထုတ်ပြပါရ။ application က online game တစ်ခုဖြစ်ပြီးတော့ကျမတို့ခံကောက်ကလေးတွေတော်တော်များများလဲအဲ့ဒါကိုကစားကြပါရစေ။ ူကတယောက်ကစားပြီးတဲ့အခါကျတော့နောက်ထပ်တယောက်ကိုကစားဖို့အတွက်ဖိတ်ခေါ်ရပါတယ်။တစားတယောက်စီကနေပြီးတော့ခိုင်းစီလိုက်တဲ့အရှာကဘသူမှမသိပဲနဲ့တဖက်လူကအဲ့ဒီတိုင်လိုက်လုပ်ပေးရပါတယ်။အော်အဲ့ဒီလိုလား။ဒါဆိုရင်တယောက်ယောက်ကခိုင်းလိုက်လို့ဘဘဝဆုံကိုဝစ်ပြီးတော့ဒီကလူကရေကန်နဲ့ကိုခုံချသွားတာလားမသိဘူးနော်။နီးလင်ဆာဆာတော့ကလည်းအဲ့ဒီကောင်လေးကအထုကိုရွေးချယ်ခဲ့တာဖြစ်လိမ့်မယ်။အဲ့ဒါကြောင့်စပွဲပေါ်တက်ပြီးတော့အမှန်တရားကိုထုတ်ပြရတာအစိုးဆုံးကတော့အချက်ကကကျမကိုဘယ်တော့မှသဘောမချခဲ့တာဖြစ်ပါတယ် ဂိမ်းကခိုင်းစေချက်ကြောင့်ကျွန်မနဲ့ကောက်ပွဲလုပ်ဖို့အတွက်ရွေးချယ်ကြတာဖြစ်ပါတယ်။အာ၊သူကငါ့ကိုအထီလိုမျိုးဆက်ဆက်ရဲတယ်ပေါ့။ကြည့်နေလိုက်၊ဇာကောက်ကောင်ကနောက်ရအောင်လို့ငါပြန်ပြီးတော့လုပ်ပြမယ်။တိုမတ်ကအချက်ကောက်ကိုသူလဲသဘောမချတာကြောင့်ကျွန်မကိုကူညီပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူအချက်ကိုနားထောင်ပြီးတော့ကျွန်မလက်သက်ကိုအားရသွားတယ်။ဟုတ်ပြီလေ၊အထီလိုလုပ်ကြတာပေါ့။ကျွန်မခံစားရတဲ့လိုမျိုးဇာကောက်ကိုလည်းခံစားစီချင်ပါတယ်။အဲ့ဒါကြောင့် application ကို download လုပ်လိုက်ပြီးတော့ကျမရဲ့အလှည့်ကိုစောင့်နေကြတာပေါ့ တဖက်မှာလည်းစမရဲ့အချင်းတွေကိုသောမတ်နဲ့တူတူကုန်ဆုံးခဲ့ပါသေးတယ်။ဘောလုံးကိုဘယ်လိုလှည့်ပြီးတော့ခစားရမလဲဆိုတာကိုသူကပြပြတော့ကျမလည်းရှင်းအောင်ရင်မိပါသေးတယ်။ရှုပ်တရကျမရဲ့ဖုန်းထဲမှာဒဲလုတ်ဖို့ကိုရွေးချယ်လိုက်တဲ့တစုံတယောက်ကကျမစီကိုခိုင်းစီလာခဲ့ပါတယ်။ဇာကတ်ကိုသူ့မိဘတွေကဖုန်းအသစ်ဝယ်ပေးထားပြီးတော့အဲ့ဒီဖုန်းကိုတော်တော်လေးဆွဲလန်းနေတယ်လို့သောမတ်စီကနေသိရပါတယ်။ကောင်းပြီလေ။အဲ့ဒါကြောင့်ကျမလည်းနောက်ထပ် player တယောက်ကိုဇာကရဲ့ဖုန်းကိုချောကလက်တွေနဲ့တပ်ဖို့တောင်းပေးလိုက်ပါရယ်။ပျော်စရာကောင်းတော့မှာပဲ။ Thomas တဲ့ကျမတို့ပုံနေလိုက်ကြပြီးတော့အချားကောင်ကိုစောက်ကြည့်တယ်။ကမလရီနဲ့သူစကားပြောနေတော့ short ရက်ခံရလာပြီးတော့ချားကန်စီကဖုန်းကိုတားလိုက်ပါတယ်။ငါမင်းစီကခဏလောက်ဖုန်းကားလို့ရမလား။အာငါမိဘတွေကိုမင်းဖုန်းလိုမျိုးတလုံးလောက်ဝယ်ပေးပါဆိုပြီးတော့ပူစာချင်းလို့လေ။အာကောင်းပြီလေ။ဒီရောဆိုင်နော်။ Pirof Kai ကဂျာကန်ရဲ့ဖုန်းကိုရှူလိုက်ပြီးတော့ချောကလက်တီနဲ့တုတ်လိုက်ပါတယ်။ချောကလက်အရင်ထိလန်သွားပြီးတော့ခိုင်ကလည်းအပြည့်ရှိတယ်လို့ခန်းစားနေရပါတယ်။ Sorry ပါ အဲ့မဟုတ်ကောက်ကခင်ကငါ့ကိုလောက်ခိုင်းဖို့အတွက်ပြောလာလို့လားငါအဲ့ဒီခင်ကိုမကစားတဲ့တော့ထင်နေခိုင်ခခင်အကြောင်းနဲ့ပတ်သက်ပြီးတည်နေပြီးတော့ကျမစီကတောင်းဝင်ရသွားတော့ကိုလည်းကျမချစ်ပြီးတော့အံ့အားတင်နေမိပါရဲ့ချက်ကန်ကဖုန်းပေါ်ကချောကလက်တွေကိုလိုက်ရနေတာကိုကျမတို့ကြည့်ပြီးတော့တီလော့အလိုရှင်မောခင်ပါရဲ့သောမက်ကကျမတော်တော်တငယ်ချင်းကဖြစ်ပုံရတယ်ပြီးတော့သူကလည်းကျမကိုသဘောကျတော့လေနှစ်ယောက်သားကြည့်ချင်းဆောက်သွားပြီးတော့ရှင်တွေကလည်းခုံသားခဲ့ပါရဲ့ငါအကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်သောမက် ညီနဲ့နေရတာပြုတ်ပုတ်ကောင်းပါရဲ့ကျွန်မလည်းစိတ်တွေမထိန်နိုင်ပဲနဲ့သူ့ပါလီကိုနန်းလိုက်တဲ့အချိန်မှာကလစ်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်မော်ချီလိုက်တော့သူကကျွန်မနန်းနေတဲ့ပုံကိုဆက်ဖိရိုက်ထားတာပဲဟမ်အရင်ဆုံးအတိပေးရမှာမဟုတ်ဘူးလားအာ sorry ပါငါဖျက်လိုက်မယ်နော်ကျေးဇူးပါပြီးတော့ကျမတို့စကားနည်းနည်းလောက်ပြောကြပြီးတော့ကျမတို့အိမ်ကိုပဲပြန်လျှောက်လာခဲ့ကြပါရယ်ဒီလိုဆိုတော့လေမိဘတွေကကျမကိုဒီကန့်ပုတ်လိုက်တာပြောစရာကောင်းတာပဲလို့စဉ်းစားမိပါရယ် တကယ်ကြတော့ကျွန်မသောမတ်စ်နဲ့ရှိရတာကိုအရှမ်းပျော်နေတာဖြစ်ပါတယ်။ကန်ဆိုးကျွန်တော်ကျွန်မရဲ့အခန်းပေါ်ကကျွန်မရဲ့စိတ်တွေကိုဖျက်ဆီးလိုက်ပါတယ်။နေပါရှယ်နေရလဲ။ငါ့ကိုမနာလို့ဖြစ်နေရမလား။နေပါအောင်ငါ့ဘာကိုမနာလို့ဖြစ်ရမှာလဲ။လီလီကဖုန်းကိုဖွင့်လိုက်ပြီးတော့ကမ်ကောက်လီရီစကားပြောနေကြတဲ့ခရုတဲကိုဝင်လိုက်ပါတယ်။အဲ့ဒီမှာကျွန်မနဲ့သောမတ်စ်နဲ့နန်းထားတဲ့ပုံတွေကိုကြည့်ပြီးတော့အလုံးကပြောဆိုနေကြပါတယ်။ဘာ?သူကဂိမ်းအတွက်ကျွန်မကိုတတအတုံးချခဲ့တာလား။ ပုံဖြစ်ဖြစ်မယ်ဆိုပြီးတော့ကတိပေးထားရတဲ့ဂျမသူစီကိုတွားပြီးတော့အဖြစ်ရှိချက်တောက်ဆိုခဲ့ပါတယ်။ဒါရီကဘာလို့လဲနော်။ဒါကပုံကိုအရှိချာမပါပါဘူး။မင်းကမိုက်တဲ့ကမလီတယောက်ဆိုတော့မင်းကောင်နန်းတော်လိုချင်ခဲ့တာလေ။တကယ်ချင်းဖြစ်အောင်လုပ်ပြီးတော့အချင်းကလိုက်တာပါပဲ။ဒီကရန်ချတော့ဘာခွန်စားချက်မှမရှိဘူးနော်။ဟုတ်ပြီလား။တကယ်ကိုရှူးချင်လာအောင်ပဲ။သောမတ်စ်ကဂျမကူဂိတ်တော့နဲ့လုခဲ့တာပဲ။ဘလာဖြစ်သွားတဲ့ခန်းစားချက်နဲ့တစ္ဆာဖောက်ခံရတယ်လို့ပဲ။ကြောက်ကပိတ်ချလိုက်ပြီးတော့ကုတ်ခန်းကုတ်ပြန်လာခဲ့ပါရဲ့ ကျွန်မစိတ်ညစ်နေတာကိုလီလီမြင်တော့မလို့ချင်ပါဘူး။အားကြောင့်စာအုပ်မှာခေါင်းမှုချုံလိုက်ပြီးတော့မိဘရဲ့စီကိုစာပို့ခဲ့ပါရီ။ ठी ကမ်ကတော်တော်ဟိုဆရမေမေတမိပြောင်းလာချင်နေပြီ။အရင်ညကလီလီအပြင်ဘက်ထွက်တော့တော့ကျွန်မထပ်ပြီးတော့ကြားလိုက်ရပါရီ။သူကလည်းသူ့ကိုတဲကိကစားနေရပဲဖြစ်ရမယ်။သူ့ခိုင်းတဲ့တယောက်ကအညာဘက်ကြီးဘာရီထခိုင်းနေရလဲမသိဘူး။တီချင်းစိတ်ကြောင့်ကျမလည်းသူ့နောက်ကိုလိုက်သွားလိုက်တာပေါ့အရိရှူမကအမှောက်ကြီးမဲကြီးရဲ့မှာရှေကနေမှာရှေကူးနေတယ်တဲ့ကျမလည်းသူ့ကိုကြည့်ပြီးတော့ရှေလိုက်တော့ သူကျမကိုကြားတော့ပါရယ် Ruby နင်လားဟုတ်တယ်ညီမဘာလုပ်နေရလဲညာဘက်အိတ်မပြောရရှောကကိုခန်းစားနေရတာကြောင့်တူတူလူမျိုးတွေရှောက်လုပ်နေရဆိုပြီးတော့ကျမကိုပြောလာပါရယ်အဲ့ဒါကြောင့်ရှေးလာကုန်းနေရလေပင်မတော်တော့မှငါလည်းအိတ်ပြောင်းနိုင်တာပေါ့ညလဲလာပြီးတော့ကုတင်နေနော်ရှေးကနှွေးနေရပဲဟာကျမအဲ့ဒီလောက်မတုံးပါဘူးရှိကနေကိုစဉ်းစားရတဲ့အချိန်ကျလီလီကကျမအချီတွေကိုရှုပြီးတော့ထွက်ပြေးသွားမစ္စတာကိုတည်နေရလေအဲ့ဒါကြောင့်ကျမလည်းသဘောပတူရပါဘူးခေါ်ပြတဲ့အတွက်ကျေးဇူးပါနော် ငါအဲ့ဒီလောက်မတုံးပါဘူး။ညနေကျတော့မိဘတွေစီကစားရောက်ခဲ့ပါရယ်။နောက်ထပ်ပရွက်အထိကျမတို့လို့အဆင်မပြေတော့ဘူးဆိုရင်တို့လောက်ခုံမယ်လို့ပြောပါရယ်။ကောင်းလိုက်တာရနေတဲ့လောက်နေပြီးသွားရင်ငါအိမ်ပြန်ရတော့မှာပဲ။ဒီကမ်နေကလူတွေအားလုံးကအဲ့ဒီအယူကင်းကိုပဲကစားနေကြတာ။ဒီနေ့ဒီနေ့တို့ဘာလို့ကြမလဲဆိုတော့ကိုပဲထိုင်ဆောင်နေရတယ်။အရင်နေ့ကရှေကန်ပေးနာမှာမိပုံပွဲကိုကျမတို့အားလုံးဆင်နွှဲခဲ့ကြပါရယ်။တခြားသူတွေစုဝေးနေကြပြီးတော့တကယ်အဆောင်ကိုပြောနေကြတဲ့အချိန်မှာ ကျမဒါရီကိုသဘောမကျတာကြောင့်တယောက်တည်းပဲရှေ့ကဘက်မှာကြောက်တုံးတွေကိုပြစ်ဆော်နေပါရယ်။ဂျီနီယာကြီးကိုမုန်းလိုက်တာ။ခိုင်ကရုတ်တရက်ကျမဘီနာမှာဝင်ထိုင်လိုက်တော့ကျမလည်းအံ့အားတင်သွားပါရယ်။ကျမဘာဖြစ်လို့တခြားသူတွေနဲ့မကစားရလဲဆိုပြီးလာမိခဲ့ပါရယ်။ပြီးတော့သူကပထမဆုံးနေ့မှာရယ်မဲကျမကိုမြင်ချင်းသဘောကျနေရလို့ဝင်ခန့်ခဲ့ပါရယ်။ငါမင်းကိုတကယ်ပဲသဘောကျတာပါ။ဒါပေမဲ့မင်းလိုမင်းကလေးမျိုးကငါ့ကိုကြည့်အောင်ကြည့်မှာမဟုတ်ဘူးလို့ငါတွေးခဲ့လို့မင်းကိုစကားပြောရခဲ့တာပါ။ ခိုင်ကရှက်တက်ပြီးတော့စကိုင်းနေပေမဲ့ကျမကိုအတင်းဖို့ရွေးဖို့အတွက်ကြိုးစားနေပါတယ်။ကျမကအကြေကြေခံစားရတာများပြီးဆိုတော့ဒီကင်းကြောင့်သူကျမကိုလာပြောနေရလို့ပဲထင်ပါတယ်။ချက်ပြီးတော့အယူပြစ်ခံတော့မှမဟုတ်ဘူး။အဲ့ဒါကြောင့်ကျမတို့ယုံကြည်ရပုံစံဟန်ဆောင်လိုက်ပါတယ်။ကျမလည်းသူ့ကိုသဘောကျတယ်ဆိုပြီးတော့ပြောလိုက်တော့ပေါ့။ပြီးတော့နှစ်ယောက်သားတူတူရေကူးကြမယ်ဆိုပြီးတော့သူ့ကိုခေါ်လိုက်ပါတယ်။လီလီကျမရဲ့အင်ဂျီရီကိုခိုးဖို့ကြိုးစားတယ်လို့မျိုးပဲကျမလည်းသူ့အင်ဂျီရီကိုခိုးဖို့လုပ်ပါတယ်။ ညာဘက်ရေကူရာကတကယ်နေလို့ကောင်းနေဆိုပြီးတော့ကျမတကယ်ချစ်တယောက်ကပြောပြလို့လေအာမတော်တော့ပါဘူးမိဘသားမိမဲတော်လိုက်ပါတော့နော်ငါမင်းကိုလေးဝဲချက်တစ်ခုပြပြဆရာရှိတယ်ငါကရေကူချဲတဲ့သူတယောက်လည်းမဟုတ်တလို့ရှီလည်းအရင်ကြောက်ပါရယ်ကောင်းပြီလေကျမကလည်းအစံစီနောက်တစ်မျိုးအနေနဲ့လေကူတူတူသားရှိကြမယ်ဆိုပြီးတော့ခေါ်လိုက်ပြပါရယ်အဲ့ဒါဆိုရင်တော့ငါလက်ရှိချင်ပါရယ်လေဘောကိုတက်လိုက်ချပြီးတော့အရှေ့ရဲ့အနေရှယ်ဆုံးနေရာအထိကိုနှစ်ယောက်တောက်လောက်ခတ်သွားလိုက်ပါရယ် ရှေ့ထဲမှာကျမရလက်ဆုပ်ကျသွားတဲ့ပူဆံမျိုးကျမဟန်ဆောင်လိုက်ပါတယ်။ခိုင်ခိုင်လေးရှေ့ထဲမှာငုတ်ပြီးတော့ကြည့်ပေးနေတယ်။အဲဒီအချိန်မှာကျမသူ့နောက်ကတုံလိုက်တော့သူလီဘော်ကနေပြုတ်ချသွားပါတယ်။သူ့မှာအန္တရာယ်မရှိပါဘူး။ရှေ့ကလည်းအယံမနဲ့တဲ့အပြင်လှေကောက်လည်းနီးနီးလေးပဲဆိုတော့သူထိန်းလို့ရပါတယ်။ဒါပေမဲ့ကြောက်တက်လို့နဲ့သူကလက်ကိုမြောက်ပြီးတော့အတင်းရောင်းကွက်ပြီးအော်ဟစ်နေတော့လေ။သူအော်နေတဲ့ပုံစံကရင်းစရာကောင်းနေတာကြောင့်ကမ်ဘောဂါလီရီကသူ့ကိုကြည့်ပြီးတော့ရှင်မောနေကြပါတယ်။ ရှိရကထော်လာတော့ခိုင်ကအစ်မဘာဖြစ်လို့အလက်တော်မှာရက်ဆက်ရောက်လဲဆိုပြီးတော့သူ့ကျမကိုဒေါသထွက်နေရပေါ့ဟာလှုပ်ဆက်ပါညကငင်းကစားပြီးတော့ငါစီကိုချင်းကောက်လာမှာမဟုတ်ဘူးလားငါသဘောကျတဲ့ပုံစံဆောင်ပြီးတော့ညတော်အရှာလောက်နေရလေညမတိုင်ခင်တော့ကလည်းတစားကုန်လေးတွေကငါ့ကိုဓာမျိုးတွေပဲလာလောက်ခရာနော်ငါကုတ်ထပ်ပြီးတော့တောင်းအနေမှာမဟုတ်တော့ဘူးဘာငါအဲ့ဒီဂိမ်းကိုကစားခဲ့တဲ့စတရမန်နဲ့ဒါပေမဲ့ဂိမ်းမှာခိုင်းတဲ့အစားညာတွေကအရင်ရက်ဆက်လို့လို့ငါတောင်မဆော့တော့ကြပါဘူး ငါအခုမင်းကိုပြောကြတာကအကြည့်တွေပဲငါမင်းကိုတကယ်တည်းသဘောကျတာကျမခန့်ကိုမယုံပါဘူးချက်ပြီးတော့သူများနဲ့စားတော့ကိုမခန့်တော့ဘူးလို့ပြောလိုက်ပြီးတော့ကျမအခန်းထဲကိုပဲဝင်လာခဲ့ပါတယ်ဒါပေမဲ့တော့ရလမ်းမှာထူးဆန်းတာကိုတွေ့လိုက်ရတယ်အလုံးကမိပုံပွဲမှာရှိနေတော့ကျမတို့ခန့်မြေတာဝန်ရှိသူနမ်စီရဲ့အိမ်ကိုစီရီမုံနေတာသောမတ်ကိုတွေ့လိုက်ရပါတယ်ကျမကိုမြင်တော့ခင်မြေခိုင်းစီချက်ချက်သူလုံးနေရတယ်ဆိုပြီးတော့ပြောပါတယ်ဒါရီအလုံးကခရဲ့အမရိပဲသူက application ကိုဖျက်ပြလိုက်တော့ ငါပဲသူ့အစာလုတ်ပေးရတာပေါ့နေပါဦးဒါဆိုရင်ခင်ကအမှန်တမ်းပြောနေရလားသူဒါဆိုရင်ငါ့ကိုတကယ်သဘောကျတာပေါ့ဘသူကမှမယုံကြည်နိုင်တဲ့ကျမအတွက်ကိုကန်းကိုပဲပြန်လာဖို့ဆုံးဖြတ်လိုက်ပါရယ်အခန်းထဲကိုဝင်သွားတဲ့အချိန်မှာတော့လီလီငိုနီယာကိုလည်းမြင်လိုက်ရပါရယ်ဘာဖြစ်တာလဲနေဆိုင်ဆောင်နှကန်းကြီးကုန်သားလို့လားငါလာပြီးတော့နောက်မနေနဲ့ sorry ပါငါကနေရသွားလို့ပြောလိုက်တာပါဒါနဲ့ဘာဖြစ်လို့ငိုနေရလဲသူမိဘတွေက question ပို့တော့ လီလူကိုမတားနိုင်အောင်လို့ကမ်ကိုပို့ပြလိုက်တယ်လို့ပြောပါရယ်။ဒါဆိုရင်တနာစီရပဲ။ပြီးတော့လီလီကဂိမ်းနဲ့ပတ်သက်ပြီးတော့တကူမှလည်းမတိထားပါဘူး။သူ့ဘာသာသူစိတ်ဖြစ်စီမှုတွေများနေတာကြောင့်ဒါမျိုးတွေရှောက်လုံနေမိတာပါ။အဲ့ဒါကြောင့်သူကမိသားစုတပ်ဖွဲ့ကိုရိုက်ခွင်းလိုက်ပြီးတော့ညာဘက်အိမ်မပြောရရှောကတွေကိုခန်းဆားနေရတာပေါ့။ငါကြားရစိတ်မကောင်းပါဘူး။ညတော်ထက်တာတွေကိုမခန်းဆားနေသင့်ဘူးနော်။ကျေးဇူးပါဟာ။ကျမအိမ်ညာကတင်ညာလို့သူနဲ့စကားပြောပြခဲ့ပါရယ်။ရှောက်ရှောက်လို့ရအကြောင်းရောကျမတို့ကြိုက်တဲ့ TV series ရဲ့အကြောင်းကိုပေါ့။ ဟာတာတွေလည်းအများကြီးပြပစ်ခဲ့ကြပြီးတော့မှကျမတို့မှာတည်နေတဲ့အချက်တွေအများကြီးရှိတာကိုသိလိုက်ကြပါတယ်။ကျမတို့ကအချင်းချင်းမာနတွေမပြိုင်ဆိုင်ခဲ့ကြဘူးဆိုရင်စားတွေ့ကြတဲ့အတင်ငယ်စနစ်ဖြစ်နေခဲ့ကြမှာပါ။နောက်နေ့ဓမင်းစားကနေကိုတားပုတ်လို့တဲ့အချိန်မှာအရိကယောက်ျားလေးတွေအားလုံးကအစိပြက်လက်ပြက်ဖြစ်နေတာကိုတွေ့လို့ရပါတယ်။တရားနဲ့တရားလည်းတတိထားနေကြပြီးတော့ဘသူကများအထရုတ်ကိုလာပြီးနောက်ရှက်မလဲဆိုပြီးတတိထားနေကြပါရယ်ကျမတို့ရဲ့တာဝန်ရှိသူတွေကလည်းရှေ့ရှောင်းနောက်ရှောင်းနဲ့ရောင်းကိုစိတ်ရှုပ်နေပါရယ် ပရင်မတ်မှာလည်းဆင်းချေထားပြီးတော့အထံကောင်မှာလည်းပီကယ်ရီနဲ့ဂိမ်းကတော်တော်လေးကိုထိမရသိမရဖြစ်နေပြီပဲဖေဖေပြောရတဲ့ကမ်ပုံစံနဲ့မတူဘဲနဲ့ကျွန်မအခုခန်းစားနေရတဲ့ကမ်ပုံစံကစစ်ပွဲတစ်ခုလိုခန်းစားနေရပါတယ်ပြီးတော့ရုပ်တရက်ကျွန်မစိတ်ကူးတစ်ခုပေါ်လာတယ်ထမင်းစားခိုင်းရဲ့အလေးတိတ်တိတ်မှရှက်လိုက်ပြီးတော့အားလုံးကိုတစ်ခုပြောလိုက်ပါတယ်ကျွန်မတို့အားလုံးကဒီလိုတယောက်နဲ့တယောက်နဲ့ရက်ဆက်နေတာတွေကိုရှက်လိုက်သင့်ချပါပြီပို့ပြီးတော့ပြပြရှူရှူနေပြီးတော့တကယ်ချင်းနေဖြစ်ကြအောင်လေကျွန်မအခုဆိုရင် application ကိုဖြတ်လိုက်ပါပြီ ီးတော့အဲ့ဒီအစားကောင်းမွန်တဲ့အရှာလေးတွေကိုလုပ်ဖို့အတွက်ဆော်ရလေးတွေရှိလိုက် ပြီးတော့ကျွန်မဘူးလေးတစ်ခုရဲထည့်လိုက်ပါတယ်။အားလုံးပဲဒီတစ်ခါဆော်ရကိုနိုင်ပြီးတော့ကြားတဲ့အရှာကိုလုပ်ရမယ်နော်။အစားကတော့အားလုံးကအံ့အသင့်ပြီးတော့တယောက်နဲ့တယောက်နဲ့ကြည့်နေကြပါတယ်။ပြီးတော့လီလီနဲ့ခိုင်နဲ့ကကျွန်မစီကိုလာပြီးတော့ဆော်ရကိုနိုင်လိုက်ပါတယ်။ပြီးတော့ကြားတဲ့အရှာတွေကိုတယောက်ချင်းစီတကကိုယ့်ရဲ့တာဝန်တိုင်းလှုပ်ဆောင်ကြတယ်လေ။အစကမှာပဲကျမတို့ရဲ့ကင်ကြီးကလောအောက်ကိုတန်ရှိမီတက်ရက်သွားခဲ့ပါရယ်ကျမတို့မကောင်းတဲ့ကင်ကိုဆော့လာခဲ့တာအရမ်းများသွားပြီလေဟုတ်တယ်မလား အခုတော့တောင်းနဲ့တောင်းနဲ့အန်အန်သင်းစရာတွေဖန်တီးပေးပြီးတော့တကယ်စီနေဖြစ်ကုန်ကြပါရယ်။ကျမလည်း Skype ကိုတောင်းမလိုက်ပြီးတော့သူလည်းကျမကိုခွင့်လွှတ်လိုက်ပါရယ်။မင်းကနှစ်ခါတော့တစ္ဆာဖောက်ခံခဲ့ရတာကိုအဲ့ဒါကြောင့်လဲငါ့ကိုလိန်နေလို့ထင်တာမင်းပြစ်မဟုတ်ပါဘူး။အားလုံးကိုမေးလိုက်ကြအောင်နော်။ကံမာနေရတဲ့ဘွားကပို့ပြီးတော့ကောင်းမွန်လာခဲ့ပါရယ်။ပယ်ရကြတော့မိဘတွေကျမစီရောက်လာပြီးတော့ကျမကိုလာတွေ့ခဲ့ကြပါရယ်။ကြည့်ပါဦး။လေရစီပြီးတော့စပိန်လူလေးလက်စည်းလိုက်လိုက်ကြတာ။အားလုံးကပြောနေကြတာပဲ။ အရှင်လိုမျိုးမပြောင်းလဲရသေးဘူးနော်။ကျမဝမ်းတက်မိပါရယ်။အဖေကအရှင်နှစ်ယောက်လောက်ကကျမတို့ခက်မှာပါရယ်ဖြစ်ကလေးစရာကိုသူမသိလိုက်ရလို့လေ။ဒါပေါ့ကျမဒီတစ်ခါတော့အိမ်မပြောင်းချင်တော့ပါဘူး။ပြီးတော့ကျမမှာချစ်သူကောင်းလေးလည်းရှိနေပြီးတော့ကျမရဲ့တကယ်ချင်းလည်းဘေးမှာရှိနေပါရယ်။ခက်မှာတွေကတော့အားလျက်တွေကိုတော့ကျမဘယ်တော့မှမိမမဟုတ်ပါဘူး။ပရိသတ်လေးတို့ရောပြောခဲ့ပါဦး။လူရည်ကြောင်ပရဲ့အားလိုက်ရတွေမှာအချင်းကိုဘယ်လိုကုန်ဆုံးကြမလဲဆိုရှယ်မီဒီယာကိုမတုံးမဖြတ်တန်းကြမှာလားကောင်းမလေးမှာဖြစ်ပြီးခဲ့ပါအောင်နော် တရားလပ်ပါရနီယလေးတွေကိုပိုင်ဆိုင်နေကြပါစေရှင်